ဟယ်လိုညီကိုတို့အားလုံးပဲမင်္ဂလာပါကျွန်တော်တို့ဒါယူရိုပါလိဒုတိယဖိုင်ပေါ့နော်16ပြင်ရှုံးထွက်ဒုတိယကျော်လိုင်းယွန်နဲ့ FCSB တို့ပွဲစဉ်ကိုပွဲကျွတ်သုံးသပ်ပေးပါမယ်ဒီပွဲစဉ်မှာဖွင့်ထားတဲ့ခြေကတော့လိုင်းယွန်အင်းကနှလုံး80နိုင်ကိုပေါင်းကြီး350မှာဆိုမှပြထားတယ်ဗောဗျာပထမအကြော့လိုင်းယွန်က3ဝမ်းနဲ့နိုင်သွားတယ်ဗောဗျာလိုင်းယွန်နောက်ချမိနစ်တွေတွင်းမိမှာဗောနော်ဖူခန္ဓာရဲ့နောက်ချမိနစ်နဲ့ကျွန်တော်တို့အပြတ်တအနံယူခဲ့တယ်ဗောဗျာ ဆိုလက်ရှိကျွန်တော်တို့ဒီနှစ်သိန်းရဲ့ graphon ကိုကြည့်ကြရအောင် graphon ကိုကြည့်ရမယ်ဆိုရင် line အသိန်းကတော့ကျွန်တော်တို့ဒီ means ကို 2z ဆိုတဲ့ရလတ်နဲ့ကျွန်တော်တို့ france liver မှာနိုင်ထားတယ်ပေါ့နော်သူတို့ကတော့ကျွန်တော်တို့လက်ရှိ graphon ပေါ့နော်ကျွန်တော်ပြန်ပွဲဆောင်ကြည့်ရမယ်ဆိုလို့ရှိရင်တော့၄ဘွဲ၅တဘွဲရှုံးထားတယ်၉ဘော၄ချိန်၉အောင်တစ်ချိန်ကျထားတယ်ပေါ့နော် Europa League ngã với chỉ mà sợi nào Europa League mà nó to đi câu này tông với này nó với thì gì cú vào tông dễ gù ao nạch chèn cha thà lại bọn nó Stuya Bukhara ấy là chỉ cả phao em quen ở quê quen chạy với dòng ngã với chỉ mà sợi tông với này thì với thì gì thì với sâu sâu thà là lại sâu thà là vậy nên cho nó Europa League chỉ mà sợi nào Europa League ngã với mà sợi tông này nó với sâu vì thế ngã rồi gù ao cú nạch chèn là gù vào tông chèn so là tuyệt vời bọn ဆိုကျွန်တော်ဒီမှာနိုင်ဂျီးယားနှုန်းကတော့ကျွန်တော်လိုင်းရုံအတင်းက83ရာခိုင်နှုန်းဆိုမှပေးထားတာလည်းတွေ့ရတယ်ပေါ့နော်83ရာခိုင်နှုန်းပင်ကျွန်တော်နှစ်သိန်းလုံးကတော့ဒိုင်ယာတွေကျင်းစင်နေတာမျိုးလည်းတွေ့ရတယ်ကျွန်တော် YS ပဲပေါက်ချင်းမှကြည့်ရမှာဆိုရင်တော့ voting to square yes ကိုပေးထားတာတော့ yes ဆိုလို့ရှိရင်ကျွန်တော်တို့တော့နှစ်ဆခွဲပေးထားတဲ့ no ဆိုရင်တထောင်လောက်ရင်ငိုင်းရမှာရပါတယ် ပြောချင်တဲ့အတင်းကတော့ကျွန်တော်တို့ဒီစတူယာဘူကာရက်ကကိုမတွင်းဘူးဆိုတာသိကြပါပြီဒီပုံစံမျိုးဖွင့်ထားတယ်ပေါ့နော်မိနစ်60အတော်အတွင်းမှာတော့ကျွန်တော်တို့အနည်းဆုံး3လုံးထိရောက်မှာဆိုတော့ခြေဖွင့်ထားတယ်မိနစ်60အတော်အတွင်းမှာလိုင်းရုံအတင်းကအနည်းဆုံးကျွန်တော်တို့2လုံးလောက်တော့တွင်းမှာဆိုတော့ခြေဖွင့်ထားတယ်ပေါ့နော်နှလုံးနဲ့3လုံးကြားမှာရှိမှာပေါ့ဗျာပြင်မိနစ်60အတော်အတွင်းမှာကျွန်တော်တို့စတူယာဘူကာရက်ကတော့တလုံးကိုမရအောင်ဂိုးကိုမတွင်းဘူးဆိုတော့ခြေဖွင့်ထားတယ်အကယ်၍စတူယာဘူကာရက်ကတကူးထဲလိုက်တာနဲ့ကျွန်တော်တို့ တစ်ထောင်လောက်ရင်သုံးထောင်ကျော်လောက်ညံ့မယ်ပေါ့ဈာတို့ပေးထားတယ်ပေါ့နော်ကျွန်တော်ပထမပိုင်းကကိုပေါင်းကြီးကြီးချိမှဆိုရင်တော့ပထမပိုင်းမှာဆိုလို့ရှိရင်နှစ်သိန်းပေါင်းအနည်းဆုံးတစ်လုံးလောက်တော့ရပါမယ်ဆိုတော့ချိဖွင့်ထားတယ်ကျွန်တော်ဒီပွဲစဉ်မှာတော့လိုင်ယွန်ကလည်းပထမအကျော်အပြတ်တနိုင်ထားတယ်ဆိုတော့ဒီပွဲစဉ်မှာကျွန်တော်အောက်တင်ဖြစ်တဲ့ FCSB ကြိုက်ပါတယ်ဒီအရတော့တော်တော်လေးစမ်းကျင်နေမှာဆိုတာတော့သိမှထင်ပါတယ်။နိုင်ရောအသင်းကကျွန်တော်တို့ အာ5ပြီးဆော့မယ်မဆော့ဘူးဆိုတော့ကျွန်တော်အတိအကျပြောလို့မရဘူးဗောနော်ဘာလို့လဲဆိုတော့ပထမအကျောအပြတ်တတ်နိုင်ထားတယ်ဆိုတော့အခုကနှလုံးနိုင်မှာ80ဆိုတော့အဲဘောကျွန်တော် square book ကခြိုက်တယ်ပင်ဂိုးပေါင်းအပေါ်ခြိုက်တယ်ဗောနော် wins bet ထိုးမှညီကိုတွေကတော့ကျွန်တော်တို့ရိုက်ရတယ်ဆိုရင် wins bet မှာ total 2မှာသွားပြီးမှာ square book ကတကူထဲမထဲဆိုတာရိုက်ကြည့်လိုက်ဗောနော်ထဲလာနေကျွန်တော်တို့1000လောင်းနိုင်တယ်နှစ်ဆကျော်တော့မြတ်မယ်ဗောဗျာ ဒီလိုပါလဲနောက်ထပ်ပွဲစဉ်တစ်ပွဲဖြစ်တဲ့ Ranger နဲ့ Fenerbahce တို့ပွဲစဉ်ကိုပွဲချုပ်တောင်းတပေးပါမယ်။ဒီပွဲစဉ်မှာတော့ကျွန်တော်တို့ဒက်ပေးထားတယ်ပေါ့ဗျာ body jail လက်ရှိတော့ဒက်အနာနီးပြောင်းလဲဖြစ်နိုင်တယ်ပေါ့နော်။ဘူပေါင်းကြီးကတော့330စားဆိုမှပေးထားတယ်။ဒီပွဲကပြီးသလားဖြစ်သွားပြီလို့ပြောရမလားမသိဘူး။တတိယနဲ့နိုင်ထားတယ်ပေါ့နော် Ranger အတန်း။တကယ်ဆို5-1လောက်တော့ဖြစ်ရမှာ။ VR ကန်ဆယ်လုပ်လို့ပေါ့ဗျာ။ ဆိုလက်ရှိကျွန်တော်တို့ဒီနတင်းရဲ့ကာရာဖောင်ကိုကြည့်ရမယ်ဆိုရင်တော့ Ranger အတင်းရဲ့ကျွန်တော်ပြန်ဝဲဆုံး၅ဘွဲပေါ့နော်ဆော့ထားတာကြည့်မယ်ဆိုရင်၃ဘွဲနဲ့၅ဘွဲရှုံးဂိုးတွေလည်းပြီးထားတယ်ဂိုးတွေလည်းတွင်းထားတာတွေ့ရတယ်ဗျာဟိုကနီး Ranger လည်းနီးပြအတင်းနဲ့တွားနေတယ်ဆိုတော့ Finabachi ကိုကြည့်မယ်ဆိုရင်တော့ Finabachi ရဲ့ပြန်ဝဲဆုံးကိုကြည့်မယ်ဆိုရင်၅ဘွဲနဲ့၅ဘွဲသေးတဲ့ဘွဲရှုံးသူကလည်းအခုတော်တော်တော်လေးဖွင့်ပြီးဆော့တာတွေ့ရတယ်ဂိုးဘော်တွေဆော့ထားတာမျိုးလည်းမြင်နေရတယ်ပေါ့နော်ဆိုလက်ရှိကျွန်တော်တို့ဒီ နိုင်ငံရောင်းမှာဆိုတော့ဖီနာဘာချီ20ရာခိုင်နှုန်းဆိုမှပြီးထားတာတော့တွေ့ရတယ်ပေါ့နော်ကျွန်တော်ဝမ်စ်ဘက်ကြီးတွေမှာကြည့်ရမယ်ဆိုလို့ရှင်တော့ဘိုတီလူစကွန်ယက်စ်ကိုပြီးထားတာကတော့1500ပြီးထားတယ်နိုးဆိုရင်တော့နှစ်ဆကွဲပြီးထားတယ်ပြီးလို့ရှင်ကျွန်တော်မင်းနဲ့60အတော့တော့မှာရိန်ဂျာအတင်းအနေဆုံးရိန်ဂျာအတင်းနဲ့ဖီနာဘာချီတို့အတင်းတို့ရဲ့ဂူပေါင်းကြီးကအနည်းဆုံး3လုံးနဲ့4လုံးနဲ့ဖြစ်မယ်လို့ဆိုရဲကြီးဖွင့်ထားတယ်ပြီးလို့ရှင်ကျွန်တော်မင်းနဲ့60အတော့တော့မှာအနည်းဆုံးရိန်ဂျာ နည်းဆုံးနှလုံးကတော့ထည့်မယ်ဆိုတော့ခြေဖွင့်ထားတယ်ပေါ့နော်။ဖိနာပါချီကတော့ကျွန်တော်တို့အနည်းဆုံးတစ်လုံးကနဲ့နှလုံးကတော့ရမှာမယ်ဆိုတော့ခြေဖွင့်ထားတာလည်းတွေ့ရတယ်ဗျာ။ပထမပိုင်းကဂူကောင်းကြီးကိုကြည့်မှဆိုရင်ပထမပိုင်းမှာတော့နတင်းထဲရတတင်းရပေါ့နော်။အနည်းဆုံးတစ်လုံးတော့တွဲမယ်ဆိုတော့ခြေဖွင့်တာဘလိုပဲနေနေပါဒီပွဲမှာတော့ကျွန်တော်က body မှာကျွန်တော် ancient thin ranger ပဲကြိုက်တယ်ဗျာ။ ranger နဲ့ဂူပေါ်ကြိုက်တယ်ဝိုင်းစပရိုင်မင်းကြီးကိုလည်းဘိုတင်တူစကွာရဆိုတာထိုးကြည့်ပါတော့ရိန်ဂျာကွဲမှနိုင်ဘူး မလွယ်ဘူးလို့ပဲထင်တယ် Ranger ပြိတ်တက်တယ်တော်တော်လေးချမ်းတယ်ယူရိုပါလဲနောက်ထပ်ပွဲစဉ်တစ်ပွဲဖြစ်တယ် Man United ဆိုစီတက် Man U ကတလုံး80နဲ့9ပေါင်းကနှလုံး40ရှုံးဆိုမှပြေးထားတယ်ပထမအကြောတော့1-1ချထားတာတွေ့ရတယ်ဗောနော်အားလားဆိုစီတက်ကတော့ penalty ရတာဗောဗျာဆိုလက်ရှိကျွန်တော်ကာရာဖောင်ကြည့်ရမယ်ဆိုရင် Man U ကအခုတော့တော်တော်လေးကောင်းတယ်ဒီ Arsenal နဲ့ပွဲမှာတော်တော်လေးကောင်းတယ်ဗျာဆော့ခဲ့တာဗောနော်ကျွန်တော်တို့1-1ချခဲ့တယ်ဗောဗျာ လက်ရှိကာရဖောင်၅ဘွဲမိုင်ဘွဲကိုကြည့်မယ်ဆိုလို့ရှိရင်တော့ပြိုင်ပွဲဆုံးပေါ့နော်ကျွန်တော်ဖူလန်မှုဆိုလို့ရှိရင် FA Cup မှာတရီ11ဆော့ထားတာတွေ့ရတယ်ပေါ့နော်ဆိုရင်ကျွန်တော်၄ဘွဲတရီတဝဲနိုင်အောင် SS ကိုနိုင်ထားတာပေါ့နော်ဒါပေမဲ့ဂိုးတွေလည်းခွင့်ပြုထားတာတွေ့ရတယ်ပေါ့ဗျာဆိုစီတက်ကိုကြည့်မယ်ဆိုရင်တော့ဆိုစီတက်ရဲ့၅ဘွဲကိုကြည့်မယ်ဆိုရင်ဆိုစီတက်ကမကောင်းဘူးဗျာတဘွဲနိုင်၃ဘွဲရှုံးထားတဲ့တဘွဲတရီပေါ့ဗျာဘာစီလိုနာကိုရှုံးတယ်ရီယယ်မက်ဒစ်ကိုရှုံးတယ်စီဘီလာကိုပါရှုံးထားတယ်ထပ်ပြီးမှာပေါ့နော် ဆိုလက်ရှိကျွန်တော်နိုင်ဂျီယာတော့မှတော့မန်ယူက54ဆိုစီတက်က27ဆိုမှပေးထားတယ်ပေါ့နော်ကျွန်တော်ဝမ်စ်ဘက်ဂျီတွေကိုကြည့်ရမယ်ဆိုရင်ဝမ်စ်ဘက်ဂျီမှာတော့ဘိုတင်တူစကောယက်ကိုပေးထားတာနှစ်ဆပေးထားတယ်နိုးကိုတော့1900ပေးထားတယ်ဒီပွဲစဉ်မှာမိနစ်60အတွက်ထွန်းမှာကြာမယ်ဘိုးပေါင်းကြီးကအနည်းဆုံးနှစ်လုံးလောက်နဲ့ရမယ်ဆိုတော့ဂျီဖွင့်ထားတယ်ပေါ့နော်11.20ပေါ့ဗျာနှလုံးပဲပြီးလို့ရှိရင်မိနစ်60အတွက်ထွန်းမှာမန်ယူအသင်းကအနည်းဆုံးတစ်လုံးလောက်ပဲရမယ်ဆိုတော့ဂျီဖွင့်ထားတယ် ူစီတဲ့အတင်းကလည်းတစ်လုံးတော့ပဲရမယ်ဆိုတော့ကြေဖွင့်ထားတာလည်းတွေ့ရတာပေါ့နော်45မိနစ်အတော်တွင်းရဲ့ဂိုးပေါင်းကြီးကိုကြည့်ရမယ်ဆိုရင်45မိနစ်အတော်တွင်းမှာဂိုးမရနိုင်ဘူးဆိုတော့ကြေဖွင့်ထားတယ်ပေါ့နော်လက်ရှိကျွန်တော်ကတော့ဆူစီတက်ကတော့ကျွန်တော်ကပ်ဂိမ်းတွေမှာဆိုရင်တော်တော်လေးဖောင်ကောင်းတာတော့တွေ့ရတာပေါ့နော်အများကြီးသူ group လောက်ခါတာတော့တွေ့ရတယ်ဒါမှလည်းဘယ်လိုပဲနေနေပါဒီပွဲစဉ်မှာတော့ကျွန်တော်ကဖွင့်ပြီးစွော့လာမှထင်တယ်ပေါ့နော်နှစ်တင်လုံးလဲဒီပွဲစဉ်မှာမန်ယူဘော်ဒီခြိုက်တယ်ပင်ဂိုးပေါင်းအပေါ်ခြိုက်ပါတယ် ဝိုင်းစပရိုက်မင်းကြီးကိုရဘိုတင်းလူစကွာရဲ့ဆိုတာထိုးကြည့်ဖို့အချမ်းပေးချင်တယ်ပေါ့နော်ယူရိုပါလေးနောက်ထပ်ပွဲစဉ်တစ်ပွဲစပါးနဲ့ exact alke မှာပေါ့နော်ဒီပွဲစဉ်မှာတော့စပါးကခပ်ပြင်းပြင်းနဲ့တလုံး40ရှုံ9ပေါင်း390နဲ့စပါးကကစားသမားအချို့တွေစုံလာတာလည်းတွေ့ရတယ်ပေါ့နော်ဘန်ဒဗန်တို့ကျွန်တော်တို့ဆိုလန်ကီတို့ရိုမဲရိုတို့အကုန်လုံးထွက်လာမှချင်တယ်ဒီပွဲမှာဒီပွဲကသူတို့နိုင်မှာပဲဖြစ်မယ်ဘလို့ပဲနိုင်နေကျွန်တော်တို့ကချေးအောင်ဖို့ရည်ကြီးတယ်ပေါ့ဗျာ ဆိုလက်ရှိကျွန်တော်တို့ကာရာဖောင်တွေကြည့်ရမယ်ဆိုရင်စပါအတင်းကတော့အဒါဘုံမောက်ကိုတူတူရှော့ထားတယ်ပေါ့နော်။တိုင်မဲဆုံး၅ပွဲကြည့်မယ်ဆိုရင်၂ပွဲနဲ့၃ပွဲသေး၂ပွဲရှုံ၉အောက်၅ချိန်၉ပေါ၃ချိန်ကြာထားတာတွေ့ရတယ်။ ISL ခံမှာလက်ရှိကာရာဖောင်၅ပွဲကိုကြည့်ရမယ်ဆိုလို့ရှိရင်တော့သူကနယ်သာလန်လစ်တေရောအကုန်ပါ stretch ကြည့်ရမယ်ဆိုရင်၃ပွဲနဲ့၃ပွဲသေး၃ပွဲရှုံပေါ့နော်။၉ပေါ၄ချိန်၉အောက်၃ချိန်ကြာထားတာလည်းတွေ့ရတယ်ပေါ့နော်။ ဆိုတော့ကျွန်တော်လက်ရှိ head to head ပိုင်းမှာဆိုရင်တော့နှစ်ပွဲပဲရှိမယ်ပေါ့နော်ကျွန်တော်အုပ်စုပွဲရဲ့အခုရှုံးထွက်16သိန်းပွဲရဲ့1 v 1နဲ့ပဲပြီးထားတာပေါ့နော်နှစ်ပွဲလုံးပြီးလို့ရှိရင်ဒီပွဲစဉ်မှာနိုင်ဂျီးရီးယားနဲ့စပါ84ရာခိုင်နှုန်းတော့ပြီးထားတာလည်းတွေ့ရတာပေါ့နော်အစ္စရေလကမှာတော့တိတဲ့တိုင်ယူရိုပါလိမ့်မှာဆိုအဝေးဝင်နေတဲ့ညနေထဲမှာပါတယ်ပေါ့နော်အဝေးဝင်နေတဲ့ညနေဒါမှမဟုတ်ဘူးတွင်ဆောင်းအားလေးတွေတော့ရှိတာတော့တွေ့ရတာပေါ့နော်ဘိုးတော့တွင်းနိုင်တယ်အဲ့တော့ဒီကျွန်တော်စပါဘက်မှာဆိုတော့ဘန်တန်ကူပွဲပယ်တန်ရှိတဲ့အဝါကတ်နဲ့ပေါ့နော် တော့ဒီပွဲစဉ်မှာဖွင့်ထားတဲ့ကျွန်တော်တို့ widespread ကြီးတွေကိုလေ့လာကြည့်အောင် widespread ကြီးမှာတော့ပေးထားတာတော့ကျွန်တော်တို့ voting to score yes ကိုပေးထားတာတော့တထောင်လောင်း900ပေးထားတယ် no ကတော့ကျွန်တော်တို့900တထောင်လောင်း20ပေးထားတယ်ပေါ့နော်မနေ့90တော့တွင်မှာဖြစ်မှာ5ပေါင်းကြီးအနည်းဆုံး3လုံးဖွင့်ထားတယ်3လုံးနဲ့4လုံးကြောင်ဖွင့်ထားတယ်ပေါ့ဗျာမနေ့90တော့တွင်မှာစပါအနည်းဆုံး1လုံးလောက်ထည့်မှာဆိုတော့ခြေဖွင့်ထားတယ်မနေ့90တော့တွင်မှာ exact အချက်မှာ3လုံးလောက် တောင်ရဖို့ခက်ခဲမှာဆိုတော့ကြည့်ခွင့်ထားပါတော့2021ပေါ့ဗျာအဲ့လိုသဘောမျိုးပါမယ်55မိနစ်အတော်တွင်း9ပေါင်းကြီးကိုကြည့်မှာဆိုရင်55မိနစ်အတော်တွင်းမှာအနည်းဆုံးနှလုံးတော့တစ်လုံးကနေနှလုံးကြားရရမှာပေါ့နော်ပြထားတယ်ဒီပွဲစဉ်မှာတော့ကျွန်တော်ကတော့ဒီစပါအင်္ဂလန်ဖြစ်နေတာမှန်တယ်ပေါ့နော်ကျွန်တော်အဓိက9ပေါင်းအပေါ်ကြိုက်တယ်ဗျာဒီနေ့ကျွန်တော်ရွေးထားတဲ့ပွဲတွေတော့များတာ9ပေါင်းအပေါ်ပေါ့နော်ဒီပွဲစဉ်တွေမှာတော့တစ်တင်းနဲ့တစ်တင်းညာနေမှာမဟုတ်တော့ဖွင့်ပြီးဆော့လာနိုင်တယ်ပေါ့နော် အဲ့ဒါကြောင့်ကျွန်တော်ဒီပွဲစဉ်မှာကိုပေါင်းအပေါ်ချိုက်တဲ့ once ပဲမြင်ကိုရေ bot into score ရဲ့ဆိုတာရိုက်ချီပေါ့နော်ဒို့မောလည်း over 2.5ကိုလိုက်ချိုက်ချီပေါ့ဗျာ body မှာတော့ကျွန်တော်တော့ isa alchem မှာပဲချိုက်တယ်ဗျာဒီကိုရောအလုံးအစင်ပြချပါသေးဘောလုံးပွဲလည်းပေါ့ချပါသေးဈာမချမ်းသာကြပါသေး